ဗိုလ်ရဟူးသားကြီးများတွေအော်တိုဘာလတလတာရဲ့ကကြမာအချင်းတွေကိုအရင်ဆုံးဘီဒင်ဂိမ်းနဲ့ဟောပြောပေးမှာပဲဖြစ်ပါတယ်ပြီးတဲ့အခါမှာတဲရော့ကလေးနဲ့လည်းပဲကကြမာဟာကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဘိုလ်ရဟူးသားကြီးများကအခုဒီဖြတ်တန်းဝင်ရောက်ရမယ်ပေါ့နော် အော်တိုဘာလတလတာကာလတွင်းမှာလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေပါဟိုမြောက်ဒီမြောက်ကျင်းနေတာပါတယ်ဟိုမြောက်တီမြောက်ဖြစ်နေတယ်ဆိုတဲ့သဘောကတိတိသာသာကောင်းမှုတိုးတက်မှုအခြေအနေတွေမှာသိပြီးတော့မတွေ့ရသလို လုံးလုံးရရကြီးဆူဆူဝါးကြီးအဆင်မပြေတာလားဆိုတော့လည်းပဲအဲ့လောက်ကြီးလည်းပဲမဟုတ်ပါဘူးတဲ့နောက်တစ်ခုကအလုံးနဲ့ပတ်သက်ပြီးတော့မတင်မကြာဖြစ်နေတတ်တယ်ဒါအလုံးတွေပါမပြီးမပြတ်ပေါ့နော်ထင်းငော့ခက်ခက်ကြံ့ကြာစီနိုင်တဲ့အခြေအနေမျိုးလေးတွေကြုံရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာဒါပေမဲ့အလုံးကိုင်းနဲ့ပတ်သက်လို့ကတော့ဘလို့ပဲဖြစ်ဖြစ်သိပြီးတော့ပြီးပြီးဝဝကြီးကောင်းနေနိုင်တဲ့အခြေအနေမျိုးတွေမှာရှိမနေဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်နောက်ဘောရဘူးသားကြီးများအနေနဲ့ငွေကြေးစည်းပွား လက်လာပါပိုင်းနဲ့မှာတော့တိတိသာသာပွင့်လန်းတိုးတက်မှုတွေကိုရရှိပါလိမ့်မယ်ငွေဝင်မဲ့လာတလာပါလက်လာပါတွေရှင်လာမဲ့လာတလာပါငွေကြီးနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းလေတိုးတက်အောင်မြင်မှုတွေအစဉ်ပြေမှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ဒါပေမဲ့တချို့ငွေကြီးပိုင်းမတိငိမ်မှုလေးတွေဖြစ်ပေါ်စေတာတဲ့လက်ထက်မှာဝင်မမြဲတာတို့နော်ဝင်နေရတဲ့အမထွက်တဲ့ကုန်နေပေါ့ဗျာအဲ့လိုပုံစံမျိုးလေးတွေလည်းပဲရှိတတ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများက ကျွန်တော်ကိုအားပေးတဲ့အနေနဲ့ပေါ့နော်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ live လုပ်ပေးပါဦး။နောက် follow မလို့ကသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်။ဘုရုပ်ကူသားမိများကကုတီအော်တိုဘာလတလတာကာလာတွင်မှာခရီးသွားလာလှုပ်ရှားမှုတွေနဲ့အလိုအကျိုးပေးတယ်ဆိုတာကိုတွေ့ရတယ်။အဲ့တော့ခရီးတွေထွက်ရတာမျိုးမဟုတ်တော့မှပဲသွားသွားလာလာနဲ့လှုပ်လှုပ်ရှားရှားလောကကံရနေရာဆန်ရတတ်ပါတယ်။နောက်ကိုနှုတ်ကနေစကားပြောရမယ့်ကိစ္စပေါ့နော်ပြောစကားစုစမ်းမှာကိစ္စတွေမှာများသောအားဖြင့် အောင်မြင်မှုတွေရရှိစေနိုင်တယ်လို့တွေ့ရပါတယ်အဲ့တော့ဆွေမျိုးသားချင်းတွေကိုရှိကိုအလဲပတ်ရောက်လာတာမျိုးပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းတွေကိုချီကိုအလဲပတ်သွားရတာမျိုးတွေပဲဖြစ်ဖြစ်အဲကြုံတွေ့ရနိုင်ပါတယ်ဒီကာလတုန်းကတခုပြောပြရရှိကြကရီကိုမတော်မဒီနဲ့ပတ်သက်ပြီးတော့အစိမပြေတာမျိုးလေးတွေဖြစ်ပေါ်စေရပါတယ်အဲ့ဒါလေးတွေကိုသတိထားပေးပါငါလူမှုပေါင်းတဲ့ဆက်ဆံရေးပိုင်းများသောအဖြစ်တချို့သောသူတွေကိုအကြောင်းပြုပြီးတော့စိတ်ရှုပ်ရမယ်စိတ်ညစ်ရမယ်ပေါ့နော်ဒါလူမှုရေးပိုင်းမှာအားနေတယ်ကျမ်းမာရေးပိုင်း ဂယူဆိုင်ရမယ့်အထက်မှာပါနေပါတယ်။ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲနည်းနည်းလေးပို့ပြီးတော့ခြူချလာနိုင်တဲ့အခြေအနေမျိုးတွေကိုတွားတွေ့ရပါတယ်။ရန်အတိုက်ခိုက်လေးတွေရှိနိုင်ပါတယ်။ပြဿနာလေးတွေမကင်းပါဘူး။အမှုကိစ္စလောဟာမျိုးလေးတွေလည်းပဲစစ်တက်ပဲပါတယ်။ဒါလေးတွေပို့သတိထားပါ။ဘာတွေမှာကောင်းတဲ့ဆိုဘာသာရေးမှာအလွန်ကိုကောင်းပါတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအောင်မြင်မှုတွေရရှိနိုင်ပါတယ်။နောက်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်နေတဲ့သူတွေကလည်းပဲပညာရေးပိုင်းမှာအဆင်ပြေဖို့တိုးတက်ကောင်းမှုတွေကိုရရှိ